မြန်မာနိုင်ငံဒုက္ခရောက်နေတာနံပါတ်1အာနာရှင်စနစ်ဆိုးကြောင့်နံပါတ်2တော်လန်အစိုးရရဲ့စီယုံမှုညံပြင်းမှုခေါင်းဆောင်မှုညံပြင်းမှုကြောင့်နံပါတ်3ဘာသာရေးအဖွဲ့အစည်းတွေကြောင့်နံပါတ်4ကတော့အမှုပညာရှင်တွေပြည်သူလူထုတွေကိုဂျင်းပေါင်းမြောက်များစွာထည့်လာတာဘယ်တုန်းကမှကောင်းကျိုးမပေးခဲ့ဘူးငရင်တင်တာငရင်ဖေးတင်တာဒါနဲ့ဘာဆိုင်လဲဆိုတာမေးစရာရှိတယ်ဆိုင်တာပေါ့ ကိုနိုင်ငံဖွံ့ဖြိုးတိုးတက်အောင်မလုပ်နိုင်ဘူးရှိသမျှဟာတွေရောင်းစားနေမှာတော့ဒီတဘာဝဘေးရန်တွေဖြစ်ရင်ဘယ်လိုလုပ်ကာကွယ်တားဆီးနိုင်ပါလဲဒါဒါတွေကိုမောအနေနဲ့ဟိုမပြောချင်ပေမဲ့ဒီလောက်ပြည်သူလူထုဒုက္ခရောက်နေတဲ့အချိန်မှာနူရဝဲဆွဲလဲရတကူတောင်ဖြစ်နေတဲ့အတွက်ပြောဆိုရခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ပြည်သူလူထုတွေအန်ဒရယ်ကင်းကင်းနဲ့နေနိုင်အောင်နူနူချာချာနဲ့ဘဝမှာယက်တည်နိုင်အောင်စူးစမ်းအားထုတ်ကြပါလို့ပြောကြရင်လည်းကိုမွေးရဲ့စကားကိုဤမှာပဲဒီကုန်းကပတ်အဆုံးသတ်ပါတယ် အလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြည့်ဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေသေးဘူးဆိုတော့ Subscribe နဲ့ပြီးတော့ထပ်မံပြီးတော့တောင်းဆိုချင်ပါရစေဘာလို့တက်မတော်ဖြိုနေတာမဟုတ်ဘူးတက်မတော်ဆိုတဲ့တရက်ကိုမုံတီးနေတာမဟုတ်ဘူးအာနာရှင်တရက်ကိုဖြိုနေတာအဲ့တော့အာနာရှင်တရက်ကိုကာကွယ်နေတဲ့မင်းတို့တက်မတော်လည်းပြိုသွားလိမ့်မယ်အဓိကပြောချင်တာမင်းတို့လူထုကိုကာကွယ်တဲ့တက်မတော်ဆိုလို့ရှိရင်လူထုရဲ့ဆန္ဒကဘာလဲဆိုတော့နားဆွဲ့လူထုရဲ့ဆန္ဒနဲ့အညီလို့နော်ညှိနှိုင်းဆွေးနွေးအပြေရှာအဲ့တော့လူထုကတင်မြှောက်ထားတဲ့အစိုးရအောက်မှာတာဝန်ထမ်းဆောင် င်းတို့နိုင်ငံရေးရထွက်ဆိုထွက်လူလူကာကွယ်လှုပ်ချင်လှုပ်မလှုပ်ဘူးမင်းတို့တက်ကထွက်မယ်ဆိုလဲမင်းတို့ထွက်ဒါမင်းတို့လှုပ်ပဲဟောတက်မတော်ငါတို့ကကာကွယ်မယ်တက်မတော်ချင်းမျက်နိုးမယ်ဆိုတဲ့မင်းတို့စောက်တော်လက်တွေးခေါ်ရရှိနေသေးတယ်မင်းတို့သေနေဦးမှာပဲမင်းတို့သေရဦးမှာပဲမင်းတို့မိမရဲမုံဆိုးမဖြစ်နေဦးမှာပဲအဲ့တော့ငါတို့သေွားတော့ငါတို့အမေလွမ်းတာလွင်ငါတို့နောက်မှာမုံဆိုးမဖြစ်မဲ့သူမရှိဘူးပြီးတော့မှာသားတွေတမီးတွေမုံဆိုးမတွေလည်းဟော PDF က80ရာခိုင်နှုန်းသောသူတွေကလူပြိုတွေကျွန်တော်ကတော့တိုင်းရင်းသားတွေအားလုံးကိုချစ်တယ်နော်ရှင်းရှင်းပြောရရင်တိုင်းရင်းသားတွေအားလုံးကနော် ကျွန်တော်တို့မတူ क्वे ပြတဲ့ဒေတာတွေမှာဘဝဖြစ်တည်လာကြပြီးတော့မတူမြည်တဲ့မတူ क्वे ပြတဲ့ချစ်စရာယဉ်ကျေးမှုဓလေထုံတန်းနေနဲ့ကျွန်တော်တို့ရဲ့မတူ क्वे ပြတဲ့ညီကောင်မောင်နှမတွေပဲမြန်မာဆိုတဲ့အမိကနေမွေးလာတဲ့ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမတွေပဲနော်ညီကောင်မောင်နှမတွေတဲ့တောင်မှအသားမဲတဲ့လူကမဲတယ်ဖြူတဲ့လူကဖြူတယ်ပုတဲ့လူကပုတယ်ရှည်တဲ့လူကရှည်တယ်စကားမပြေတဲ့လူကမပြေဘူးပြေးတဲ့လူကပြေးတယ်ဝဲတဲ့လူကဝဲတယ်အဲ့လိုမျိုးပဲကျွန်တော်တို့တိုင်းရင်းသားတွေလည်းမြန်မာဆိုတဲ့အမိကနေပြီးအတူတူမွေးလိုက်တာ ကျွန်တော်တော့ချက်တယ်နော်အားလုံးကကျွန်တော်ဗမာလို့မတွဲခြင်းဘူးရှမ်းလို့မတွဲခြင်းဘူးကချင်လို့မတွဲခြင်းဘူးကျွန်တော်မြန်မာလို့ပဲတွဲခြင်းထိုင်းနေမှာလည်းကြည့်လိုက်အမေရိကန်နေမှာလည်းကြည့်လိုက်သူတို့မှလူမျိုးတွေရှိတာပဲဒါပေမဲ့သူတို့ကိုသွားမင်းဘာလူမျိုးလို့ပြောလဲထိုင်းလိုပဲပြောတယ်အမေရိကန်လိုပဲပြောတယ်ကျွန်တော်တို့လည်းတစ်ချိန်မှာမြန်မာလို့ပဲပြောခြင်းတယ်ကချင်နေဗမာနေရှမ်းနေတွေခွဲလည်းမမြင်ခြင်းဘူးခွဲလည်းမပြောခြင်းဘူး ီးပညာရခိုးလို့ရတာအကုန်ဂျန်လူခိုးခဲ့ကြတဲ့အဆောက်အုံဖြစ်တယ်။ဒါကြောင့်မလို့အမြန်လိုင်းကြီးအပိုင်းပိုင်းပြတ်တောက်ပြိုပြိုကြတာရုံးအဆောက်အုံကြီးပြိုကြတာပေါ့။ပြိုကြတဲ့ထဲမှာတော့တိတ်နမိတ်လို့လည်းပြောပြောမှာပေါ့။အခုလွတ်တော်အဆောက်အုံကြီးဆိုလို့ရှိရင်သူ့ရဲ့စင်ဝင်ဆိုတာဟာတကယ်နိုင်ငံအဆင့်ခေါင်းဆောင်တွေတမတာတွေနိုင်ငံတကာအဲ့ဒီဝင်ကြီးတွေသူ့ကလသမကစသဖြင့်ပေါ့တကယ် ဒိတ်ဒိတ်ကျဲဆိုရဲခေါင်းဆောင်ကြီးတွေကပထမအဆုံးဆဆခြေချပြီးတော့နိုင်ငံတစ်ခုရဲ့အချုပ်အခြာအာဏာတစ်ခုလုံးကိုအတက်ဝင်လဲပတ်ရဖြစ်တဲ့လွတ်တော်ကြီးရဲ့အဝင်လမ်းကြီးကြီးတွေ့ပါလိမ့်မယ်တော်တော်တဲ့ဝင်တဲ့လမ်းလုံးဝပြတ်ကျပြီးတော့အထက်မှာဘာတန်ချောင်းမှမပါဘဲနဲ့တချို့နေဝါးလေးတောင်ပေါ်နေပြီးတယ်ခင်းထားပြီးတော့ပြတ်ကျသွားတာအတိတ်နမိတ်ပေါ့ဆိုတော့အချုပ်အခြာအာဏာရဲ့စတင်တရားကြီးကိုအဝင်ကအစတဘာဝကြီးဖြစ်စည်းသွားပြီးဖြစ်တဲ့တော့မင်းအောင်လိုင်ရဲ့အခုလာမဲ့ရွေးကောက်ပွဲရတဲ့ဆင်သူ့ကိုသူတမတာအကန့်ကိုသွားမဲ့အစီအစဉ်ကိုတဘာဝတော့ကန့်ကွက်နေလားဆိုတာလေးဖဲ့သွင်းပြောချင်တာဆိုတော့တဘာဝဘီကြီးရဲ့အဆုံးစုံထိဖြစ်စည်းမှုအန္တရာယ်ကိုကျွန်တော်တို့ကအခုက လူလောက်ကဖေးကြောင့်ပုံမဆိုးရွားစွာရင်ဆိုင်ဖြတ်ပြောတာဖြစ်ပါတယ်ပထမဆုံးဘာလို့လူလောက်ကဖေးလို့ပြောရလဲ NLD အစိုးရလက်ထက်တုန်းကဆိုလို့ရှိရင်အခုလိုအင်မတန်ဖြားပြင်းတဲ့ magnitude အဖြစ်မြင်မာတဲ့ငလင်ကြီးတွေလှုပ်နာနိုင်ချေရှိတယ်ဆိုပြီးတော့တွင်းတွင်းပညာရှင်တွေကသတိပေးစုဖွဲ့ drill နဲ့ဇက်တိုက် ပြီးတော့ဆောက်လုပ်တဲ့ဆောက်လုပ်ရေးပစ္စည်းအတုံးတုံးဒီအဆောက်အုံကြီးအစအကုန်လုံးငလင်းတန်းခန်းတိုင်းနဲ့ဒီနီးစနစ်တကျရှိတဲ့ဟာတွေဖြစ်ဖို့ကျွန်တော်တို့ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရလမ်းခင်းသလားလိုက်တိုင်းနဲ့ဖောက်ကြည့်တယ်ဖောက်ကြည့်ရကုန်ဘလောက်ခင်းတာအဆောက်အုံဆောက်လာပိုင်းရဲ့သလားဘလောက်ထိမြေအမြင့်အနေမြင့်မှာကုန်ကလေးဘလောက်ထည့်လေဖြောဆက်အကုန်လုံးအသေးစိတ်တို့ကြည့်ပြီးတော့ငလင်းတန်းခန်းတိုင်းမှုအထိပြီးသူအချို့ရှေ့ရှုပြီးတော့အနေဒီဆိုရလုတ်ပိုင်ငွေရှိသည်မြ၄-၅နှစ်တော်တည်းမှာရအောင်လုတ်ခဲ့ကြမလင်းဆိုးဝါးကြုံလာခဲ့ရင်လည်းဘလူးဖြတ်သားမယ်ဘလူးတီးမင်းနဲ့စီကူတာရေးဖွဲ့ကဲတဲ့ကြီးအကူကြီးဖွဲ့နိုင်ငံတကာနဲ့ဘလူးဘလူးအားလုံးစတဲ့ပြင်ဆင်ထားတဲ့ဟာတွေအကုန်လုံးဟာဖက်စစ်အကြမ်းဖက်မင်းအွန်လိုင်း ုပ်စုရဲ့အထမအာနာတိမ်ပြီးသူတို့တဘိုးစည်းဘွားနဲ့စစ်ဘိုလ်ချုပ်တစုကိုကျိုးစည်းဘွားအတွက်ပဲဆက်လက်နဲ့ပစ္စည်းတွေကိုအစမတန်ဝယ်ယူစုဆောင်ပြည်သူလူထုနဲ့တော်လိုင်းအင်အားစုကိုနှင်းနှင်းသက်သက်ဖို့ပဲသူတို့စူးစမ်းခဲ့ပြီးတော့ပြည်သူလူထုအတွက်ကြုံလာနိုင်ခြင်းရှိတဲ့သဘောဘေးအန္တရာယ်ကြီးတွေနဲ့ပတ်သက်ပြီးတော့ကာကွယ်ဖို့တွေကယ်ဆယ်ဖို့တွေထူထောင်ဖို့တွေလုံးလုံးအစီအစဉ်မရှိဘဲနဲ့အခုဒီရက်ပိုင်းတို့တွေ့ရပါလိမ့်မယ်ကယ်ဆယ်ကူညီရေးဘယ်ဖွဲ့မှမစို့ သူတို့ရှိကိုသဘောတူညီချက်သူတို့ရှိခွင့်ပြုချက်လျှောက်ထားသူတို့ခွင့်ပြုမှကယ်ဆယ်ကူညီခွင့်ပေးမယ်ဆိုပြီးတော့ဘာလဲသူတို့ခွင့်ပြုမှဆိုတာအခုကြည့်လိုက်ပါလာလူသမ ्या အကုန်လုံးအေးငါတို့ပဲပေးထားငါတို့ငါတို့ဆက်လို့မင်းတို့ပြန်မင်းတို့လုံညိုရမင်းတို့အမမခံဘူးမင်းတို့လည်းစိတ်မချဘူးကယ်ဆယ်ကူညီရတဲ့ပစ္စည်းအားလုံးကိုအနုနည်းနဲ့ဓမြတိုက်ဖို့သူတို့လက်ရှိဂျုံဂျုံကြနေတဲ့ဖက်ဆက်ရန်နေရာအတွက်လိုအပ်တဲ့စစ်တပ်လက်နက်ပစ္စည်းတွေဝယ်ယူဖို့သူတို့ရဲ့ငတ်ပြတ်နေတဲ့စစ်တပ်ကခိုင်းဘက်တွေကိုကျွေးဖို့ငလင်ကယ်ဆယ်ကူညီနိုင်ငံတကာတော်လကောင်ပြည်သူ့ဘက်ပြန်လဲအလှူတော်လကောင်သူတို့အနုနည်းနဲ့ဓမြတိုက်ဖို့ကြိုးစားပြီးတော့လုပ်တယ်အာလူလုတ်ကပ်ဘေးကြောင့်အခုလိုကျွန်တော်တို့ကစိုးစိုးရွားရွားရင်ဆိုင်နေရတာဖြစ်ပါတယ် ကြိုတင်ပြင်ဆင်မှုမရှိဘူးဖြစ်လာတော့လေကဲဆဲကူညီဖို့အတွက်ကိုသူတို့ကပဲအရာရာထိန်းချုပ်ပြီးတော့ကိုသွေးဆုပ်ပြီးအလူနီးနဲ့ကြားထိုက်ဖို့ကြိုးစားတာအဲလူလုတ်ကပေးကြောက်အစိုးရဆုံးအခြေအနေတွေကိုကျွန်တော်တို့ကြုံဆုံနေရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကနိုင်ငံတကာရောက်ဘလူရှင်တွေနိုင်ငံတကာအစိုးရအဖွဲ့အစည်းတွေကိုပြောချင်တာဖြစ်ပါတယ်အခုဖက်စစ်အကြမ်းဖက်အုပ်စုရဲ့လက်ောက်ထိန်းချုပ်မှုအောက်မှာဖြစ်ပေါ်နေတဲ့စိုးဝါးတဲ့ငလင်ပီးရင်ဆိုင်ရတဲ့ပြည်သူပြည်သားတွေကိုတကယ်ကူညီခြင်းနဲ့ဆိုရင်ဖက်စစ်အကြမ်းဖက်စစ်အုပ်စုရဲ့ထိန်းချုပ်မှုအောက်ကသွားပြီးလုံးဝပြည်သူလူထုကိုဆယ်ရာခိုင်နှုန်း၂၀ရာခိုင်နှုန်းတော့ရောက်ဖို့မသေးကြပါဘူး သူတို့အားလုံးထိန်းချုပ်ပြီးတော့ရတဲ့နည်းနဲ့ကိုသိဆိုဖို့ဖြစ်ပါလိမ့်မယ်။ဒါကြောင့်နိုင်ငံတကာအဖွဲ့အစည်းတွေအလူရှင်တွေအနေနဲ့အခုချိန်မှာတော့ဖက်စစ်အုပ်ချုပ်မှုအောက်ကပြည်သူတွေရဲ့နင်းနာဆိုးရှုံးမှုငဲ့ညာတော်လဲပဲခိတ္တဆောင်ဆိုင်မှာကျွန်တော်တို့တွေတိတိကျကျနော်ကူညီနိုင်မဲ့ PR တွေနဲ့ CA PR နိုင်ငံရေး PR ပြည်သူတို့တရားလုံးနဲ့အားလုံး PR တွေနဲ့ဖက်စစ်အုပ်ချုပ်ထိန်းချုပ်မှုကိုကျွန်တော်တို့ကွန့်အံပွားနိုင်တဲ့အထိခဏဆောင်ဆိုင်ပြီးတော့စုဆောင်းထားပါ ထူထောင်ရေးကဏ္ဍတွေကမဖြစ်မနေလောက်မှာဖြစ်တယ်အခုချိန်မှာသွားပြီးတော့ COC ကိုရောက်ထူထောင်မှုပေးရထူထောင်မှာမဟုတ်ဘူးကျွန်တော်တို့တိုင်းသားတွေကိုကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကိုပြစ်ခတ်တပ်ဖြတ်ဖို့လက်နက်တွေပြည့်ပြည့်တုံတင်ပြောင်းသွားပါလိမ့်မယ်ခေတ်ကတည်းကငလင်ကယ်ဆယ်ရေးဆိုသွားပေးရဆိုပေမဲ့ငလင်ကယ်ဆယ်ရေးအဖွဲ့ကိုရောက်ရင်လည်းမိကမတ်တာပဲရောက်ပါလိမ့်မယ်ကျန်တဲ့နိုင်ငံတကာကယ်ဆယ်ကူညာသူတို့ရဲ့စစ်တပ်လက်ပါစီတွေနဲ့သူအခုနေပြီးတော့အုပ်ချုပ်ရေးအနေအထားတစ်ခုလုံးပြုတ်ပြတ်သွားတဲ့အတွက်သူ့ရဲ့ဝန်ထမ်းစိုးတွေကိုပဲပေးဖို့သူအသုံးပြုပါလိမ့်မယ်ဒီဖက်စစ်အာဏာရှင်စနစ်ဆိုးပဲအသက်ချက်ပြီးတော့ရှေ့ဖို့အတွက်ထောက်ကူဖြစ်နိုင်ပါလိမ့်မယ်။ဒါကြောင့်မို့လူမှုအစိုးရပြည်သူအစိုးရ NGO နဲ့ဓာတ်ရိုက်ဆက်သွယ်ပြီးပြည်ပကူညီချင်းဖြစ်စေ နိုင်ငံတကာအဖွဲ့အစည်းတွေကိုယ်တိုင်တည်သွားပြီးမြေပြင်ကပြည်သူလူထုကိုကိုထိလက်ရောက်ပေးအပ်နိုင်တဲ့အခြေအနေမှတပါဖြစ်စီဖက်စစ်အုပ်စုကိုလက်လွဲပေးပြီးတော့ရလှူပေးပါဆိုသွားပေးတာမျိုးလုံးဝမလုပ်ဖို့ကျွန်တော်လေးစားစွာပန်ကြားချင်ပါတယ်ခင်ဗျအဲ့တော့လူလုတ်ကပ်ဘေးကြီးကိုကျွန်တော်တို့အများဆုံးကြော်လွားပြီးတော့နောက်ဖြစ်လာနိုင်ခြေရှိတဲ့တဘာဝကပ်ဘေးတွေကိုအကောင်းဆုံးရုန်းကန်ကြော်လွားဖြတ်ကျော်နိုင်မှုအတူတူစူးစမ်းနိုင်မှုနိုင်ငံရေးစနစ်ကောင်းမှုလိုပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အားလုံး new online ရဲ့အပြစ်သက်အောင်မြင်သည့်အထိအမြန်ဆုံးနဲ့အောင်မြင်နိုင်တဲ့နည်းလမ်းတွေကိုအတူတူဝိုင်းဝန်းကြိုးပမ်းကြပါစို့လို့လို့ဆိုလို့ဆောင်းလိုက်ပါတယ် ဒီလိုငလျင်ကြီးကြောင့်တန်းပြီမှာအတိဒုက္ခရောက်နေချိန်မှာထိုင်းနိုင်ငံကိုတွားရောက်ခဲ့တဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ခီးစဉ်အထူးခြားချက်တခုကိုလည်းဆက်လက်တင်ပြချင်ပါတယ်။နိုင်ငံကောင်းဆောင်တွေဟာကိုယ့်နိုင်ငံမှာတဘာဝဘေးဆိုးကြီးတွေကြုံတွေ့ရတဲ့အခါပြပခီးစဉ်တွေကိုရွှေဆိုင်ဖြတ်သိမ်းလေးရှိပါတယ်။အကြောင်းပြချက်ကတော့လက်ရှိကြုံနေရတဲ့တိုင်းပြည်အကျပ်တဲကိုအယုံဆိုင်ဖို့လိုအပ်နေတဲ့အချိန်မှာခေါင်းဆောင်မှုအရေးသွေးကိုပြသနိုင်ဖို့နဲ့နိုင်ငံသားတွေကိုလမ်းညွန်ထောက်ပံ့မှုပေးနိုင်မှုဖြစ်ပါတယ်။2024အောက်တိုဘာလကတော့ မေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာရာစုနှစ်အတွက်အပြင်းထန်ဆုံးမုန်တိုင်းဟာရီကိန်းမီလ်တန်တိုက်ခတ်ခဲ့တဲ့အပြီးမှာဂျာမနီနဲ့အင်ဂိုလာကိုတွားမဲ့ခီးစဉ်ကိုဖျက်သိမ်းခဲ့ပါတယ်။ဒေသတွေမှာဆိုရင်လည်း2011ခုနှစ်တုန်းကဝန်ကြီးချုပ်ဖြစ်တဲ့ထိုင်းဝန်ကြီးချုပ်ယန်လက်ရှန်နာဝတ်ဟာဆယ်စုနှစ်အတွင်းအစိုးဆုံးရေကြီးမှုကြီးဖြစ်ပေါ်ခဲ့တာကြောင့်ဂျပန်နဲ့တောင်ကိုရီးယားခီးစဉ်တွေကိုဖျက်သိမ်းခဲ့ပါတယ်။မြန်မာနိုင်ငံမှာလည်း2015ဩဂတ်လတုန်းကသမ္မတဦးသိန်းစိန်ဟာဆိုင်ကလုန်းနဲ့မုတ်တုံမိုးပြီးထန်စွာရွာသွန်းတာကြောင့်မြန်မာနိုင်ငံတလောရေကြီးမှုဖြစ်ပေါ်ခဲ့ချိန်မှာ တရုတ်ကိုသွားမဲ့ခီးစဉ်ကိုရွှေ့ဆိုင်းခဲ့ပူပါတယ်။ဒါကတော့အချိန်ကုန်ငဲလို့ဥပမာပဲထုတ်ပြတာဖြစ်ပါတယ်။ဒီဥပမာတွေကိုကြည့်မယ်ဆိုလို့ရှိရင်တိုင်းပြည်ဘေးဆိုးတင်ချိန်မှာနိုင်ငံတွင်းကနေခြေတဖွားမှမခွာတဲ့ခေါင်းဆောင်တွေနဲ့နိုင်ငံခေါင်းဆောင်အဖြစ်အသိမဲ့ပြုခံမှုကိုအသေးအံလိုချင်နေတဲ့လူနဲ့ဘာကွာဟုတ်လဲဆိုတာမြင်သားမှဖြစ်ပါတယ်။အ ਨੇ ဆုံးတော့ဝေချုံမကြီးမဲအောင်လိုင်းဟာနေပြည်တော်နဲ့အနီးတဝိုက်ရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေကိုထိန်းချုပ်ထားနိုင်စေဖြစ်ပါတယ်။ ကိုထင်းကျုံနေမြမှာဒီလောက်ပျက်စီးဆုံးရှုံးမှုတွေဖြစ်နေတာတော့မှ လူရဝင်လုံမှုတစ်ခုတည်းအတွက်နဲ့အားလုံးကိုပြစ်ချဖက်ခွာသွားတဲ့နေရာမှာတော့မင်းအောင်လှိုင်အောင်ပထမဆုံးဖြစ်နိုင်တယ်လို့တိုင်းပြည်ရဲ့တကယ်ခေါင်းဆောင်မဟုတ်တာကိုအတိအလင်းပြသလိုက်တာလည်းဖြစ်ပါတယ်ခင်ဗျာ